ားလုံးပဲမင်္ဂလာပါမိတ်ဆွေတို့ Attitude Matter စိတ်နေတဘောထားအရေးကြီးတဲ့ channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာ Federal Democracy နဲ့မြန်မာနိုင်ငံဆိုတဲ့ကောင်းစင်နဲ့ဝင်မြသွားချင်ပါတယ် Federal Democracy ဟာမြန်မာနိုင်ငံရဲ့အနာဂတ်အတွက်အခြေခံမှုနဲ့ပန်းတိုင်ဖြစ်တယ်လို့တွေ့ရပါတယ် Federal Democracy စနစ်ဟာလူနည်းစုမျိုးနွယ်များနိုင်ငံရေးလုပ်ငန်းစဉ်များ၌ပါဝင်ခြင်း မိမိကိုယ်ပိုင်ဒေတာရှိတရားဇာတာနဲ့စီးပွားရေးကုန်စည်ဖြန့်ဖြူးခြင်း၌စီမံလုပ်ပိုင်ခွင့်ရှိခြင်းလူနည်းစုမျိုးနွယ်များရဲ့လူမှုရေးယဉ်ကျေးမှုဘာသာရေးဆိုင်ရာအခွင့်အရေးများပြည့်ဝစွာလေးစားခြင်းနဲ့မြင့်တင်ခြင်းမိမိကိုယ်ပိုင်ဒေတာရှိ အခွန်ပန္တာများကိုလွတ်လပ်စွာစီးကျက်စီမံကုကဲနိုင်ခြင်းလူမျိုးကြီးဝါဒကျင့်သုံးပြီးတဲ့ဦးစံပိုင်စနစ်ဖြင့်နိုင်ငံတော်တည်ဆောက်နေမှုကို အမြင့်ပြည့်ချေမှုန်းခြင်း ဟိုက၆တိုင်တော့အစိုးရစနစ်ကိုပယ်ဖျက်က Federal Democracy စနစ်အတွက်မရှိမဖြစ်လိုအပ်တဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတန်ဒရအုပ်ချုပ်ရေးနဲ့အာဏာခွဲဝေရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေ၌တရားဝင်ချမှတ်ပြဋ္ဌာန်းထားတဲ့စနစ်ဖြစ်ပါတယ်။ဒါတွေဟာအချို့သော Federal Democracy စနစ်ရဲ့မူဝါဒနဲ့အနစ်တာရတွေလို့ပြောလို့ရပါတယ်။ ီတော့အရင်တစ်ပတ်ကဝင်မြသွားတဲ့အတိုင်း Federal စနစ်ဟာအာဏာခွဲဝေရေးကိစ္စဖြစ်တဲ့အစိုးရမှဗဟိုအာဏာရှိုံသာမကဒေသန္တရပြည်နယ်များသို့မဟုတ်တိုင်းဒေသကြီးများမှလည်းတီးခြားအာဏာများရှိခြင်းကိုဆိုလိုတယ်။အချုပ်ချာအာဏာကိုတရားဝင်ပိုင်းခြားခွဲဝေထားတဲ့အစိုးရပုံစံတစ်ခုဖြစ်တယ်လို့များသောအားဖြင့် Pressy ပေါ်အခြေခံဥပဒေအရဗဟိုအာဏာပိုင်နဲ့ပြည်နယ်များကြားဒေသတစ်ခုစီမှာ ၎င်းရဲ့ပြည်တွင်းရေးဆိုင်ရာကိုလွတ်လပ်စွာစီမံခန့်ခွဲအုပ်ချုပ်နိုင်မှုကိုဆိုလိုသလိုအဟိုနဲ့ပြည်နယ်များကြားပြည်နယ်အချင်းချင်းကြားပူးပေါင်းဆောင်ရွက်သောဆက်ဆံရေးတို့ပါဝင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အချက်တွေဟာမြန်မာနိုင်ငံရှိတိုင်းရင်းသားလူမျိုးစုတွေများရဲ့နိုင်ငံရေးပန်းတိုင်နိုင်ငံရေးမျှော်မှန်းချက်ဖြစ်တယ်လို့ယုံကြည်ပါတယ်။များပြားလာတဲ့လူမျိုးစုတွေများအသူရှင်တွဲနေထိုင်ကြတာဖြစ်တဲ့အတွက် နိုင်ငံတော်ထူထောင်တဲ့နေရာမှာလူမျိုးစုနဲ့ကိုးကွယ်ယုံကြည်တဲ့ဘာသာတရားအပေါ်အခြေခံခြင်းမဟုတ်တလို့ပြည်နယ်နဲ့တိုင်းဒေသတွေကိုလည်းလူမျိုးနဲ့ဘာသာတရားအပေါ်အခြေခံတာမဖြစ်သင့်ပါဘူးဒီမိုကရက်တစ်နိုင်ငံသားဖြစ်ချင်လိုက်တာအခြေခံသင့်ပါတယ်မတူညီတဲ့အဖွဲ့အစည်းလူမျိုးစုနယ်ကြားတန်းတူအခွင့်အရေးနဲ့ကွဲပြားတော့အသွေးခေါ်ယဉ်ကျေးမှုစားပေဘာသာစကား ိုးကွယ်ယုံကြည်မှုစတဲ့မတူညီမှုများကိုတန်ဖိုးထားလေးစားကထဲ့သွင်းစဉ်းစားမြင့်တင်ပေးဖို့လိုအပ်ပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ပြည်သူအခွန်ဘဏ္ဍာကိုပြည်သူအကျိုးပြုနိုင်ငံအကျိုးပြုလုပ်ငန်းဆောင်တာစီမံကိန်းများ၌အသုံးချကာ ပြည်သူအသွဲ့ပညာရေးကျမ်းမာရေးစီးပွားရေးလူမှုရေးဘာသာရေးလမ်းဖက်ဆက်သွယ်ရေးစသည်တို့၌ပုံမူတိုးတက်စေဖို့ဝန်ဆောင်မှုများကိုအကောင်းဆုံးပေးနိုင်တော်နိုင်ငံလူအခွင့်အရေးကိုပြည့်ပြည့်ဝဝလေးစားလိုက်နာတော်နိုင်ငံနိုင်ငံရေးအရဒီမိုကရေစီနိလန့်အရပြည်သူကပေးထားသောအုတ်ချုပ်ပိုင်ခွင့်အာဏာကိုအလွာအသီးသီးမှနိုင်ငံကောင်းဆောင်များပြည်သူဝန်ထမ်းများဟာ ာဝန်ယူမှုတာဝန်ခံမှုနဲ့ပွင့်လင်းမြင်သာမှုရှိခြင်းတို့ဖြင့်ပြည်သူကိုအစီရင်ခံရသောစနစ်ကို Federal Democracy လို့ဆိုလိုပါတယ်။မြန်မာနိုင်ငံသားများကဤစနစ်ကိုကျင့်သုံးသောနိုင်ငံထူထောင်နိုင်ဖို့ကြိုးစားရုန်းကန်အသက်ပေးတော်လှန်နေကြတာဖြစ်ပါတယ်ရှင်။ဒီကနေ့မှာ Federal Democracy နဲ့မြန်မာနိုင်ငံဆိုတဲ့ကောင်းစဉ်ကိုအချင်းချုပ်ဝေမျှသွားတာဖြစ် နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ရင်း like and subscribe လေးလုပ်ပေးဖို့တောင်းခံ